တော်လိုင်းရဲတစ်ခုမှနီလန်းကိုဝေဖန်တာနဲ့ပန်းတိုက်ကိုတစ်ဆာဖောက်တာမတူဘူးဘာ NRA ကိုအပြစ်တင်တာမဟုတ်ဘူးတင်ဖို့လည်းမရဘူးတင်နိုင်စွမ်းလည်းမရှိဘူးအာသူတို့လှုပ်ခြင်းမလှုပ်ခြင်းကလည်းကျွန်တော်နဲ့မဆိုင်ဘူးပြောချင်တာကကျွန်တော်တို့ဥတော်လိုင်းရအခုလည်းပြတဲ့အဖွဲ့အစည်းတွေဖြစ်နေပြီနော်ကွဲပြားတဲ့ဥတီချက်တွေနဲ့တွားနေတယ်ရှုပ်ထွေးပွေလီတဲ့ဇလန်းတစ်ပုတ်ဖြစ်လာပြီအဲ့ဒီဇလန်းတဲကိုမှတစ်ခါထပ်ပြီးတော့အဖွဲ့အစည်းတစ်ခုထပ်ဝင်လာတယ် NRA ပေါ့တော်လိုင်းရေးအတွက်ဒါသားလျှော့တဲ့ပြောပြောနော်တချို့တွေကပြောတယ်တော်လိုင်းမှာ IUG အသုံးမချဘူးဟုတ်တယ်အဲ့ဒီအတွက်ပေါ်လာတဲ့အားတစ်ခုဒါပေမဲ့အဲ့ဒါကကျွန်တော်တို့တွေရဲ့ထင်တဲ့အမြင်တကယ်တကယ်ကအဲ့ဒါကကျွန်တော်တို့ထင်တယ်လို့ဖြစ်ရောဖြစ်ရလားပြန်စဉ်းစားကြည့်အောင်လေတိုက်ပွဲမြင့်ပြင်ပေါ်မှာမလူလာအပ်တဲ့အကွဲပြက်တစ်ခုဖန်တီးနေတာမျိုးရောမဖြစ်နိုင်ဘူးလားကျွန်တော်ပြောချင်တာ ကျွန်တော်တို့ကလိုင်းပေါ်မှာအာကိုရှာပြီးတော့ NRA နဲ့ပူပါလို့ဆောက်ပြီးထောက်ခံလိုက်တယ်တော်လိုင်းနိုင်ချင်လို့ဒါပေမဲ့မြေပြင်မှာကအဲ့ဒီလိုဟာနဲ့မတော်ဘူးလေစစ်မှန်တဲ့နော်သူ့ရဲ့အဖွဲ့စည်းကိုယ့်ရဲ့အဖွဲ့စည်းဆိုတဲ့အကွဲပြက်တစ်ခုဖန်တီးထားတာအခုလက်ရှိ NRA ရဲ့ခေါင်းဆောင်ဦးတန်းစွန်းနိုင်စေရေးဥက္ကဋ္ဌပေါ့ဗျာဘတ်ဂျက်3900ပဲရှိတယ်ဆိုတဲ့စကားတစ်ခွန်ပါတယ်မဟုတ်လားသိချာစဉ်းစားကြည့်အဲ့ဒါကသူ့ရဲ့မဟာဗျူဟာမြောက် ပွင့်လင်းမြင့်တာမှုအမားပဲဘတ်ဂျက်3900ပြောပြီးတော့ဘသူကရေရွကြည်ကြည်နဲ့လာပူပေါင်းမှလဲဟုတ်လားသူကတော့ပွင့်လင်းမြင့်တာမှုလို့ထင်တယ်အဖွဲ့စည်းတစ်ခုရဲ့အဲ့ဒီဟာမျိုးထုတ်ပြန်ပြောဆိုချက်ကမားနေတာလေကျွန်တော်ပြောတာက UNG လဲမင်းကစရင်မရှင်းလို့ပြောတယ်သူကစရင်ရှင်းတော့လဲမင်းကပြောပြပြီဆိုပြီးထင်နေလိမ့်မယ်မဟုတ်ဘူးအဖွဲ့စည်းတွေပူပေါင်းဖို့ဆိုတာကကြီးမားတဲ့ငွေကြေးပမာဏကိုဥပမာပေါ့ စက် NUG မှာဆိုရင်အများကြီးပဲ budget တွေရတယ်။တိုင်းသားတွေလည်းငွေကုတ်ကြီးကြအများကြီးကုတ်ခံပြီးတည်ဆောက်ရတယ်။တိုက်ပွဲတစ်ပွဲကိုတိုက်ဖို့ဆိုရင်ဒီငွေ3500နဲ့မရဘူး။ကြီးမားတဲ့အာတိုက်ပွဲတစ်ခုဘယ်လိုနည်းနဲ့မှမရနိုင်ဘူးဆိုတာကိုလူတိုင်းနှိပါသိတယ်။ကျွန်တော်ပြောချင်တာကအဲ့ဒီဟာကိုဒီလိုမျိုးထုတ်ပြောလိုက်တာကပွင့်လင်းမြင့်သားစွာချပြတယ်လို့သူတို့ကထင်တယ်။အဲ့တော့မဟုတ်ဘူး။အချိန်နဲ့နေရာနဲ့ပြောဆိုတဲ့ကာလနဲ့မားနေသေးတယ်။ပြီးတော့ ဥဆောင်ဦးစီးပြုတ်တဲ့เนาะလူကြီးတယောက်ရဲ့အနာရကားဂုတ်6ပါးလို့ပါလို့ဆိုတာတွေကကျွန်တော်တို့ပြောလို့ဘာမှမဖြစ်ဘူးသူရဲ့ကျွန်တော်တို့အပြောအဆိုမှာတယ်သူများတွေကကြည့်ပြီးတော့ဒါလဥဆောင်သူကျွန်တော်တို့တားလျှော့တဲ့စကားလုံးကအရေးမှမကြည့်တာကိုရမှုကဒါနဲ့ဆိုဘာမှအရေးမကြည့်ဘူးလေဗျာဒီတော့အဲ့ဒါအနာရကားဂုတ်6ပါးမှာမားတာဒါတစ်ချက်เนาะကျွန်တော်ပြောလို့မဟုတ်ဘူးကြားတလောက်ပြောနောက်တစ်ခုကအခုလိုမျိုး budget 3500လောက်ပဲရှိတယ်အင်အား5 5 900လောက်ပဲရှိတယ်နော်ဘာမှမတက်ဆင်နိုင်သေးဘူးယူနီဖောင်းဆိုတော့တစ်ဖက်ကလည်းသူပြောနေတာကနေပြည်တော်ကိုစိတ်ရိပ်အယဖိအားပေးဆိုတာကတအားလွဲနေပြီလေခုနကပြောတာကမကြသေးခင်အမဖွဲ့စည်းလို့နားလည်ပေးတယ်လှုပ်လို့ရတယ်စ조사လို့ရတယ် NRA ပြန်ကျဲနေတဲ့ PDF တွေနဲ့ OR တွေကိုစုစည်းမယ်ညင်ညာခဲ့တယ်ကျွန်တော်ပြောပြမယ်ဘယ်လိုဖြစ်စေချင်လဲဆိုရင် ဒါဟာຫນွေဥတော်လိုင်းရဲ့ fragmentation ပြိုကွဲနေတဲ့ဟာတွေကိုဖြည့်ရှင်းဖို့ကြိုးစားတဲ့ခြေလှမ်းတစ်ခုလို့ကျွန်တော်တို့တွေမြင်ကြတယ်အခုလိုမျိုးထုတ်ပြောလိုက်တဲ့ငွေကြေးပမာဏကိုပြောတာကကျွန်တော်တို့ကဘာမှမရှိသေးဘူး budget 300လောက်ပဲရှိသေးတယ်ပြည်သူထောက်ခံဖို့ဝမ်းရကူညီဖို့ဆိုတဲ့ပြောဆိုချက်နဲ့တူတယ်မဟာဗျူဟာမြောက်ပွင့်လင်းမြေသာမှုအမား strategic transparency error ဖြစ်သွားတာဘာဖြစ်လို့လဲရန်သူကိုရော မိတ်ဆွေအဖြစ်မိတ်ဖက်ဖြစ်လာနိုင်တဲ့သူကိုရော ကိုပီတူတွေကိုပါ အားနဲ့ချက်ကိုကြီးညာလိုက်တာနဲ့တူတူပဲနော်အဲ့လိုထုတ်ပြောလိုက်တာကရန်သူကိုရောနော်ပူပေါင်းပေါဝင်လာမဲ့မိတ်ဖက်ဖြစ်လာနိုင်တဲ့သူတွေကိုရောကိုပီတူတွေကိုပါငါတို့ဟာဒီလောက်ပဲရှိတယ်လုံနိုင်စွမ်းအားနဲ့ချက်ကိုကြီးညာလိုက်တာနဲ့တူတူပဲ UNG လိုမျိုးဒေါ်လာတန်ရချီရထားတယ်ဟုတ်တယ်ပြီးတော့သွားတောင်းနေကြလဲအကြောင်းမရှိဘူး ပေးမှလည်းမဟုတ်ပါဘူး။ဒါအသေးပဲမှမရှိတာ။ EAO တွေနစ်စင်နစ်စင် budget တန်းဆက်ရှိတော့ပြီးတော့စည်ရဲကိုတိဆောက်ရတယ်။သိန်း900ရောက်ဆိုတာကရှင်းရှင်းပြတတ်စုတစ်ဖွဲ့ကိုစီစဉ်လာတာမရဘူး။ပြောအင်အားမရှိတဲ့အဖွဲအဖြစ်သူ့ဘာသာသူဒစိကလိုက်တယ်လို့ဖြစ်သွားတာပဲမဟုတ်လားငါတို့ဖွဲ့ဟာအင်အားပါမှမရှိဘူးဆိုတော့အဖွဲအဖြစ်ဒစိကလိုက်တာလေဒါဟာပွင့်လင်းမြတ်တာမျိုးမျိုးမဟုတ်ဘူးဆိုလိုချင်တာက အဖွဲတစ်ခုဟာစိတ်ရေးမှရောเนาะပြောတဲ့ဥစ္စာကပါဝါဒိုင်းနမစ်မှာကိုယ့်ရဲ့အဆင့်ကိုကိုကိုအောက်ဆုံးကိုတွန်းပို့လိုက်တာပါဝါဒိုင်းနမစ်မှာအဆင့်မြင့်တက်တာဘူးဒါကိုဖယ်ထားလိုက်ရင်တော့ဘာမှမဖြစ်သေးဘူးပြီးတော့အခုကပါဝါဒိုင်းနမစ်เนาะအာအားပြိုင်မှုနေရာမှာတိဆောက်တဲ့နေရာမှာဒီလိုမျိုးအခြေအနေကြီးကအောက်ဆုံးကိုရောက်သွားအောင်เนาะအဆင့်တစ်ခုတတ်မှတ်လိုက်တယ်လို့ဖြစ်သွားတယ်ဘာမှလည်းမဟုတ်တဲ့ဥစ္စာကို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 ပေါ်ပြလိုက်တယ်လို့ဖြစ်သွားတယ်ဘယ်လိုပဲကြည့်ကြည့် နိုင်ငံရေးရဆိုရင်ပြဿနာရဲ့အရင်းခံကအာဏာပြိုင်ဆိုင်မှုပဲဘလို့ပဲကြည့်ကြည့်ကျွန်တော်တို့အမြင်မှာပဲပြောပြော သူများအမြင်မှာပဲဆိုဆိုဒါအာဏာပြိုင်ဆိုင်မှုပဲ NRA က UNG ဩဇာအောက်မှာမရှိတဲ့အဖွဲ့တွေအတွက်နိုင်ငံရေးပလက်ဖောင်းတစ်ခုဖြစ်ဖို့ဖန်တီးပေးနေတဲ့ဖန်တီးပေးဖို့ကြိုးစားနေတာပဲဘာဖြစ်လို့လဲသူတို့မှနိုင်ငံရေးကော်မရှင်ပါလို့ကျွန်တော်ပြောတော့ပေါ့လားနိုင်ငံရေးကော်မရှင်ပါတယ်ဆိုကြရတော့ ပြန်ကျဲနေတဲ့အဖွဲ့တွေစုပြီးတော့စစ်ရေးကော်မရှင်နိုင်ငံကော်မရှင်ဆိုပြီးတိဆောက်ထားတဲ့အတွက်ကြောင့်နိုင်ငံရေးပလက်ဖောင်းတစ်ခုဖန်တီးပေးဖို့ကြိုးစားတာအဲ့ဒါဆိုရင်တေချာပေါက်အာနာပြိုင်ဆိုင်မှုဆိုတဲ့အမြင်ထွက်တယ်ဒီတော့နောက်တစ်ခုကပို့ဆိုတာကပြည်သူလူထုမှတပါသူတို့ကကိုကိုွက်ရမရှိဆိုတဲ့ဇာတ်ကားပြည်သူတွေပြောတာပြောပြီးတော့ချက်ချင်းပဲဘသူတွေကကန့်ကွက်နေတာလဲဆိုတဲ့ဇာတ်ကားကိုတောက်တယ်ကျွန်တော်တို့တွေမျိုးကကန့်ကွက်တာဒီတော့တော်လိုင်းကြီးလုံးနေတာဟိုပြည်သူလူထုအတွက်လုံးနေတာဟိုကန့်ကွက်တာကဘသူလဲဆိုတဲ့ လက်ညှိုးပြထိုးတဲ့အကွက်နဲ့အတူတူပဲလေဟုတ်လားစဉ်းစားကြည့်ပါအတူတူပဲဒါတဖက်ကလည်းတချို့လူတွေပြောပါတယ်နော်အယူကြီးတဲ့တော်လိုင်းကြီးလှုပ်တယ်အန်အေးတဲ့တော်လိုင်းကြီးလှုပ်တယ်တန်းနိုင်တဲ့ဖက်ကဝင်လှုပ်မလှုပ်ဘူးဆိုရင်အဲ့ဒါကပြည်သူတွေအတွက်လုံးနေတဲ့ဟာကိုမအောင်မြင်စေချင်လို့ပဲဒါဟာဘသူဖက်ကလည်းရှင်းနေတာပဲဆိုပြီးကျွန်တော်တို့လက်ညှိုးထိုးနေတာလေပြီးတော့လက်ညှိုးထိုးတဲ့ဆိုတော့ဆိုလိုချင်တာကစစ်တပ်ဖက်ကတော်လိုင်းမအောင်ချင်ဘူး အဲ့လိုပြောဆိုမှုကဝေဖန်သူအလုပ်ကိုတော်လှန်ရေးကိုစန့်ကျင်နေသူဆိုပြီးတစိုက်ကတ်တာစစ်တပ်ဖက်ကလူလူပုတ်ဖော်တာအဲ့ဒါစူးစမ်းတာပဲလေအဲ့ဒီစကားကိုမပြောရတတ်မယ်နဲ့လက်ဟပြတ်သွားတာနောက်တစ်ခုကတိတ်ချစဉ်းစားဖို့ကကျွန်တော်ဝေဖန်တာတော်လှန်ရေးတစ်ခုမှာနီလန်းကိုဝေဖန်တာနဲ့ပန်းတိုက်ကိုတစ်ဆဖောက်တာမတူဘူးပန်းတိုက်ကတော်လှန်အောင်မြင်ဖို့နီလန်းကိုဝေဖန်တာကိုပန်းတိုက်ကိုတစ်ဆဖောက်တယ်လို့ဘာလို့လို့နဲ့တွန်းပို့လို့မရဘူး ဘာဖြစ်လဲဆိုရင်နိုင်ငံရေးချင်းချက်မှုမရှိတော့ဘူးပြတာကျွန်တော်တို့ကတော့လိုက်စင်းစားနေတာကျွန်တော်ကနီလန်းကိုဝေဖန်တာလုံနီလုံဟန်ကိုဝေဖန်တာပန်းတိုင်ရဲ့ရောက်ချီမှုပန်းတိုင်ကိုသွားနေတဲ့အဥ္စာကိုတက်ဆာဖောက်တာလည်းမဟုတ်တလို့တခါမှလည်းအဲ့ဒီပုံစံမျိုးနဲ့ရည်ရွယ်ပြီးမပြောဘူးနော်လှုပ်တဲ့နီးနာကိုခင်ဗျားတို့ကတော့အလောကအကောင်းဆုံးဆိုပြီးတော့ပြောပြီးတော့လှုပ်တာကျွန်တော်ကအဲ့နီလန်းဝေဖန်ပြီးထွက်လာတာရှင်းရှင်းလေးပဲကျွန်တော်တို့ပြောလို့ဝေဖန်လို့လည်းဘာမှမဖြစ်ပါဘူးဒါပေမဲ့ ပြန်ပြောတဲ့ဥစ္စာကတစ်ဖက်ကိုတွန်းပို့လိုက်တာကမားတယ် political maturity လို့ခေါ်တယ်ရင်းချက်မှုမရှိတာကိုပြတာဘယ်လိုပဲပြောပြော NRA ရဲ့လက်ရှိကြေညာချက် interview ပြောဆိုချက်နှစ်ခုပဲကြည့်ဒီပြည်မှာအင်အားကြီးမားတဲ့စစ်ရေးလှုပ်ဆောင်မှုအတွက်လောကအထောက်အကူမပြုနိုင်သေးဘူးတကယ်ကအနောက်ဘက်မှာအရင်စီစဉ်ပြီးမှအဖွဲ့အစည်းကိုတည်ဆောက်တင်တာကျွန်တော်အဲ့လိုအထက်မှာပြောတယ်ကျွန်တော်ဆိုမထုတ်ပြန်ဘူးပြောလည်းမပြောဘူးအရင်ရအောင် ဘလောက်အင်အားရှိလဲဘလောက်ဘန်တာရေးရှိလဲအရင်တိဆောက်ပြီးမှလုံမှာချပြမှာအရင်တိဆောက်ပြီးမှအဲ့ဒီလိုဖွဲ့မဲ့ဆိုတာကိုစဉ်းစားမှာတိဆောက်ထားတဲ့လူတွေကိုပါအောင်ခေါ်မှာအဲ့လိုမှန်လားဒီတော့မဟုတ်ဘူးအာမဖြစ်တော့ဘူးဆိုမှအရေးပေါ်ထားလို့တဲ့သကဝိုင်းလို့ဖြစ်သွားတယ်နောက်တစ်ခုကအဲ့ဒီ budget 3900တော်တော်မားပါတယ်အဲ့ဒီဟာနဲ့ဘလောက်ပဲရလာရလာပြည်သူတွေမကူညီနိုင်တော့ဘူးစစ်ပွဲတစ်ခုအတွက်လိုအပ်တဲ့ထောက်ပံ့ရေးခွင့်ဆက်တိုက်ခိုက်ကြိယာအရာရှိတင်တဲ့စေရေးတင်တဲ့ပေးတာတွေမရဘူး ီးတော့သူတို့က UNG ရဲ့ joint command structure တည်ဆောက်မယ် and air နေပြီးတော့စရေးပေါင်းဆက်မှုနဲ့အချက်လက်ပေါင်းဆက်မှုကူညီမယ်ဆိုတော့ဒါလည်း UNG ကိုကူညီပေးရလဲမရောက်သေးဘူးရှင်းရှင်းပြောရရင်เนาะအဲ့လိုမပြောချင်းပေမဲ့ NAR paper tiger တစ်ခုလိုဖြစ်နေတယ်စစ်ကူဘော်ရဲ့အတပ်ပေါင်းစုတစ်ခုပဲဖြစ်နေတယ်တကယ်မြပြမှာအင်အားလည်းမရှိသေးပါဘူးလုံဆောင်ချက်လည်းမရှိသေးပါဘူး time flight တစ်ခုကလည်းရွေးကောက်ပွဲနဲ့တွားပြီးတော့ချိန်လို့မရဘူးရွေးကောက်ပွဲကတော့သူတွားနေတာ ရွေးကောက်ဘွဲကကျွန်တော်ပြောပြီးပြီကျွန်တော်တို့ဖျက်လို့လည်းမပြတ်တလို့နော်သူ့ရွေးကောက်ဘွဲကိုဖျက်ဖို့စူးစမ်းရင်းနေရင်းနဲ့ရွေးကောက်ဘွဲအောင်မြင်ဝိုင်းအတိမပြုတ်ပေးဖို့အတွက်အတိုက်ခံလိုက်လို့ပေးတယ်လို့ဖြစ်သွားလိမ့်မယ်မကောင်းဘူးပြိုင်ဖက်လှုပ်ပြီးတော့ပို့ပြီးတော့အောင်မြင်ဝအောင်မြေတောင်မြောက်ပေးတယ်လို့ဖြစ်သွားလိမ့်မယ်တခြားတခြားဘွဲတွေကသူကသူရွေးကောက်ဘွဲလှုပ်လေဒါဟာမယိုးတာဘူးစိတ်အာနာရှင်ပဲအခုဘက် တာဆောင်ညပါတီမှာစစ်တပ်လေးထဲတယ်ဒီဘက်ကစစ်တပ်တွေထဲတယ်စစ်တပ်အာဏာတည်ဆောက်တဲ့နိုင်ငံရေးအထွတ်ပေါက်ပဲလေဒါကိုကျွန်တော်တို့က live fight နေဖို့မလိုဘူးတကယ်တကယ်ကသူ့ကို fire မှာလေအဲ့လိုမျိုးနဲ့သွားမှာတည်ဆောက် live fight နေမှာတော့မအောင်မြင်သူ့ကစွန့်နိုင်သွားတယ်လို့ဖြစ်သွားမှာပေါ့ဒီတော့ဆိုလိုချင်တာကနောက်ထပ်တစ်ခုကအခုလိုမျိုးနိုင်ငံရေးကော်မရှင်ရေးစစ်ရေးကော်မရှင်ဘာညာတွေဖွဲ့တယ်ထားလိုက်အောင်အဲ့လိုအဖွဲ့အစည်းအသစ်တစ်ခုပေါ်လာတာ ဲ့ဒီတော့လာယေရှုတဲ့အပေါ်မှာနိုင်ငံတကာရဲ့အမြင်ကဘယ်လိုမြင်မလဲရှုပ်ထွေးသွားပြီပေါ့နိုင်ငံတကာအတိမပြုထောက်ပံ့မှုစိတ်အုပ်စုကိုဆန့်ရှင်နေတဲ့ဖိအားပေးမှုအခြေအနေတွေမှာအယူကြီးကိုယ်တိုင်ကတရားဝင်ဆိုရမဖြစ်ဘူး legitimacy မရှိဘူးအဲ့ဒီအပေါ်မှာလောလောဆယ်မှာတော့နာမည်အရာသူကတည်နေတယ်ဒီတော့အဲ့ဒီအခြေအနေကိုအခြေခံထားတယ်တိုင်းရင်းသားတွေတချို့တချို့နဲ့လည်းပူပေါင်းတယ်ဥပမာ KIA နဲ့ AUG တို့ပူပေါင်းထားတယ်လို့လို့ရှိတယ် ရှိအောင်လည်းပြောဆိုနေတယ်။ IUG ကလည်းဒါကိုသိပြီးတော့အပိုင်ကင်ထားတယ်။ EAO ချိုးကလည်းပြပဖိအားတံပြန်ကစားဖို့အတွက်ပူးပေါင်းလှုပ်ဆောင်တယ်မဟုတ်လား။ပြီးတော့ဒါကိုအခြေခံပြီးတော့နှစ်ဖက်စလုံးကအကျိုးသူနဲ့နိုင်ငံတကာကိုချိတ်ဆက်ပြောဆိုတယ်။အဲ့ဒီအခြေအနေမှာ NRA လို့အဖွဲ့သစ်ပေါ်လာတာကဘယ်လိုနိုင်ငံတကာအတိုင်းအဝိုင်းကိုသူကချိတ်ဆက်မှလဲဘယ်လိုထောက်ပံ့မှုရအောင်ပြောဆိုတိုက်တွန်းမှလဲထတ်တိုးမိကုန်းတွေနဲ့ပဲရင်ဆိုင်ရမှာပဲမဟုတ်လား။ ပြီးတော့မဖြစ်မနေတရုတ်တို့အိန္ဒိယတို့အနောက်အုပ်စုတွေနဲ့အင်အားစုအမျိုးမျိုးနဲ့ဆက်ဆံရေးတည်ဆောက်ရတော့မယ့်အခြေအနေမှာเนาะတတန်နဲ့ထွက်ဖို့အတွက်ကိုပို့ပြီးတော့အဟအတားဖြစ်စေတယ်ကျွန်တော်ပြောချင်တာကရှင်းလင်းပြတ်သားတဲ့ဥပဒေချက်ဘောက်တိုက်မှာလဲဘယ်ဝင်တိုက်မှာလဲပန်းတိုင်ရပါလဲဘယ်လိုသိလို့လဲတို့မသိဘူးအဲဥဆုပ်ကတော်လိုက်ရပန်းတိုင်ပါလဲဘယ်ကိုတိုက်မှာလဲဘယ်လိုတိုက်မှာလဲ အဲ့မြတ်မှတ်ထားဖို့လို့လေရှင်းလင်းပြတ်သားတဲ့ဥတိချက်လို့လေအ ਨੇ ဆောကတော့ပန်းလိုက်အတူလေးလေးလို့လေအဲ့ဒါမှတိုက်လို့ရတာအဲ့ဒါမှလက်တွေ့ကြတဲ့စုလုံးညမှုရတာအခုကနေပြည်တော်ဆိုတော့အဲ့ဒါပန်းတိုက်လားတော့တိုက်လို့မရတာယူဒီချိန်မှာကျွန်တော်ပြောတယ်နောက်ပြန်လည်းများအမှန်တရားတစ်ခုရှိတယ်တော်လိုင်းရေးဆိုတာကားချဆိုချက်အဖွဲ့စည်းပေါင်းစုံနဲ့ကစားနေရတဲ့အာဏာကစားပွဲမဟုတ်ပါဘူး လက်တွေ့ကြတဲ့သီလုံးညီမှုနဲ့ခုနပြောတဲ့ရှင်းလင်းပြတ်သားတဲ့ roadmap တစ်ခုလိုတယ်အဲ့လိုမဟုတ်ရင်ပြည်သူတွေကသွေးတွေအသက်တွေအားလုံးအလဟတာဖြစ်သွားလိမ့်မယ် volunteer စိတ်ဓာတ်ကကောင်းပါလေပြောချင်တာကရှင်းလင်းပြတ်သားတဲ့ဥတီချက်မရှိဘူးဆိုရင်အဲ့ဒီစိတ်ဓာတ်ဟာအချီးနှီးဖြစ်သွားမှာပဲကျွန်တော်အဲ့ဒါပြောချင်တာအဲ့ဒါကြောင့်မို့လဲပြောနေတာပဲပြောလဲသူတို့ကလုံးပါပဲကျွန်တော်အဆင်နဲ့လည်းဘာမှမရှိဘူးသူတို့ပြောတဲ့လိုပေါ့ဘာမှမဟုတ်တဲ့ media တိတ်တိတ်လေးမျောလင်းချက်အစ်စ်ဖြစ်မလား အာဏာပြိုင်ဖို့အတွက်အားတစ်ဖွဲ့ဖြစ်လာမလားဆိုတာကပြည်သူတွေသိစေချင်တာဒါပေမဲ့လက်တွေ့လှုပ်ဆောင်မယ်လို့ပြောတဲ့အတွက်ကြောင့်လက်တွေ့လှုပ်ဆောင်မှုကပဲအခြေတိုင်သက်သေပြမှာပဲကျွန်တော်ဘာမှအဝေးမဖန်ပါဘူးမနေ့ကကျွန်တော်တို့ကဦးတန်းစွန်နိုင်ကပြောလို့တာကျွန်တော်ထောက်ပြတာပါဒီတော့နော်စဉ်းစားကြည့်ရမှာကသူတို့ပြောတဲ့အရှိကို forward တက်ကမေးရမမေးကွန်းကလက်ရှိချိန်မှာတော်လိုင်းရေးကဦးတီချက်ကစစ်အုပ်စုကိုတိုက်ခိုက်ဖို့လား တော်လိုင်းရဲ့အချင်းချင်းအာနာပြိုင်ဖို့လားဆိုတာမေးရမှာပဲဒီလောက်ပါပဲဦးသားဆုနိုင်မကောက်ဘူးဘယ်သူနဲ့ဖြစ်ဖြစ်ဒီဘိတ်ပြောဆိုပြီးတော့ဆွေးနွေးရဲတယ်ကျွန်တော်ဖက်ကအသိရှိတယ်ဒီဘိတ်ပဲဖြစ်ဖြစ်လိုက်ပဲဖြစ်ဖြစ်လာပြောမယ်ဆိုရတယ်ဟိုဂျိုင်းဆိုင်ဆော့ကားတော့မို့ဒီဘိတ်မှာအစည်းကမ်းရှိတော့ဗောကအကြောင်းအချက်လက်နဲ့ပြောမယ်ပေါ့တော်လိုင်းအတွက်လောက်တယ်အေးဒီလိုမျိုးလောက်လို့ဒီလိုမျိုးဒီလိုမျိုးဆိုတာလေးပြောလို့ရတယ်ဘာတို့ခုတွင်မှာအစင်မြင့်မြင့်ပေါ့ဗျအစ်စ်တန်းရှိရှိသူတို့ပြောသလိုရတယ် ျွန်တော်ပြောနိုင်တယ်ကျွန်တော်ပြောခဲ့တဲ့အချက်လက်တွေပဲပြန်စီပြီးပြောရုပ်ပဲအဲ့လိုမျိုးဒီတော့ဟိုသူတို့လည်းကောင်းစီချင်လို့ပြောခဲ့တာပဲဝေဖန်တာပဲเนาะကျွန်တော်ဆွဆွဲတော့ကျွန်တော်ဂရုလည်းမဆိုင်ဘူးဘာမှလည်းမဖြစ်ဘူးပြီးတော့เนาะလူကြီးတယောက်ခေါင်းဆောင်တယောက်ဥက္ကဋ္ဌတယောက်ကနာယကကုတ်6ပါးဆိုတာရှိတယ်အဲ့ဒီဟာနဲ့ကိုင်းကြီးအောင်ပြောဆိုကြည်ကြံမှသူများလေးစားပါတယ် ကျွန်တော်အဆင့်ကိုရန်လို့ပြီးတော့စိတ်ဆိုးပြီးတော့ပြောတော့ဘာမှမဖြစ်ဘူးဒါပေမဲ့သူများအမြင်မှာမတင်တော်ဘူးဗျာအဲ့လိုပြောချင်တာဒီလောက်ပါပဲ